မင်္ဂလာပါရှင်မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အင်အားပြည့်ငလျင်လောက်ခဲ့ခဲ့ပြီးနောက်ရပ်ပိုင်းကြမှာပဲမန္တလေးတိုင်းဒေသကြီးကြောက်ဆယ်မျိုးရှိသမိုင်းဝင်ကြောက်တစ်တာစစ်တီလို့ခေါ်တဲ့ကြောက်တုံးကြီးကိုဖြိုချဖြက်စီးဖို့စီစဉ်ခဲ့ပေမယ့်အေဗီလာ9ရက်နေ့တိဖြိုချဖြက်စီးတာမျိုးမရှိသေးပါဘူးဒေဥတန်ဖိုင်ထဲမှာတော့သမိုင်းဝင်ကြောက်တစ်တာစစ်တီလို့ခေါ်တဲ့ကြောက်တုံးကြီးနဲ့ပတ်သက်တဲ့လက်ရှိခြေနေပေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့အရင်ရှာလေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီမြန်မာနိုင်ငံမှာမလ28ရက်နေ့ကအလုတ်ခက်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ကြောက်စဲမျိုးရဲ့တမိုင်းဝင်ကြောက်တစ်တာကြီးကိုဖြိုချဖျက်ဆီးမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ရာလူအများစဲဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အင်အားပြင်းငလျင်လုတ်ခက်ခဲ့ပြီးနောက မန္တလေးတိုင်းဒေသကြီးကျောက်စင်မြို့စုကြည်ရက်ွက်ရွှေသားလျောင်းတောင်ပေါ်ရှိကျောက်တစ်တာစီတီလို့ခေါ်တဲ့ကျောက်တုံးကြီးပြုတ်ကျလာနိုင်တာကြောင့်တောင်အောင်နေရာတွေကိုအန္တရာယ်ဆုံးဖြစ်တတ်မှတ်လိုက်ပြီးတော့ရက်ွက်နေထိုင်သူတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့လိုက်လံတတိပေးမှုတွေပြုလုပ်ခဲ့ပြီးဧပြီလ9ရက်နေ့မှာဖြိုချဖို့စီစဉ်ခဲ့လို့သိရပါဗျာ။ကျောက်စင်မြို့ဟာမန္တလေးတိုင်းဒေသကြီးအတွင်ပါဝင်တဲ့မြို့ဖြစ်ပြီးတော့အရှိဘက်မှာပြင်းဦးနေမြို့နယ်နဲ့ရွာငံမြို့နယ်တောင်ဘက်မှာမြေသားမြို့နယ် အနောက်ဘက်မှာတတအူမျိုးနဲ့မြောက်ဘက်မှာစင်ကာမျိုးနဲ့တွင်တဲ့နန်းနမိတ်ချင်းထိဆက်နေရမျိုးဖြစ်ပါတယ်။ကြောက်စဲပြီးအမိမတွင်မိကမြေတာလို့ခေါ်ဆိုပြီးတာရတဲ့မြင့်ရှိရဲ့အတွက်မြေတာရွာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကြောက်စဲအမိဟာစောကြည်မြစ်ကိုကြောက်တွင်နဲ့ဆဲဖို့ထားတာကြောင့်မဲခေါ်ထားခြင်းဖြစ်တယ်လို့မှတ်တမ်းတွေရသိရပါတယ်။ကြောက်စဲမျိုးဟာအင်အားပြင်းငလျင်လှုပ်ခက်ခင်ရတဲ့မျိုးတွေမှာပါဝင်ခဲ့ပြီးငလျင်လှုပ်ခက်ခဲ့ပြီးနောက်ရွှေတာလျောင်းတောင်ပေါ်ရှိ ကျောက်တက်တာဇေဒီလို့ခေါ်တဲ့ကျောက်တုံးကြီးဟာမူလားပုံစံအတိုင်းမဟုတ်တော့ဘဲပြုတ်ကျလာနိုင်တာကြောင့်တောင်အောင်နေရာတွေကိုအန်ဒီရဲ့ဆုံဖြစ်တတ်မှတ်လိုက်ပြီးရက်ွက်နေထိုင်သူတွေကိုအရေးပေါ်ပြောင်းရွှေ့ဖို့လိုင်းလံတတိပေးမှုတွေပြုလုပ်နေပြီးတော့ဖြိုးချဖြည့်ဆည်းဖို့စီစဉ်နေရလို့သိရပါတယ်။ငလျင်လောက်ခတ်ခဲ့ပြီးနောက်ကျောက်တုံးကြီးကငလျင်ပေးတံကြောင့်အောက်ကိုပြုတ်ကျဖို့60ရာခိုင်နှုန်းရောက်ရှိနေပြီးတော့ရွှေသားလျောင်းတောင်ကြီးရှိစုကြည်ရက်ွက်ရှိမြောက်ဘက်နန်နမိတ်အနောက်ဘက်နန်နမိတ်တောင်ဘက်နန်နမိတ် အရှိဘက်နနမိတ်အတွင်ရှိအိမ်အောင်စုဒေတာကန်တွေအလုံးအန်ရဲစုံတဲကနေအမြန်ဆုံးပြောင်းရွှေ့ပေးဖို့ပြီးခဲ့တဲ့ရက်ပိုင်းမှာလိုင်းလံတတိပေးမှုတွေရှိခဲ့ပေမယ့်အပြီလ9ရက်နေ့တိဖြိုချဖြက်စည်းတာမျိုးမရှိခဲ့ပဲအကြောင်းမျိုးမျိုးကြောင့်ဖြိုချမဲ့အစီအစဉ်ကိုရွှေဆိုင်ဖို့အလားအလာများတယ်လို့ဆိုကြပါတယ်။ကြောက်တတာစီတီပတ်ဝန်းကျင်ရှိလမ်းတွေကိုအစောပိုင်းကပိတ်ခဲ့ပေမယ့်လက်ရှိအချိန်မှာတော့လမ်းတွေပြန်ဖွင့်ပေးခဲ့သလို ဒေတာကန်တွေဟာမိမိအိမ်မှာပြန်နေထိုင်တာမျိုးတွေရှိရတယ်သိရပါတယ်။ကြောက်တတာကြီးဓမ္မမဟုတ်ကြောက်တတာစီရီကြီးနဲ့ပတ်သက်ပြီးတော့ဒေတာကန်တို့ကတော့မိုတာမီဒီယာ channel ရဲ့စက်တယ်မေးမြန်းမှုကိုအခုလိုပဲဖြေဆိုခဲ့ပါတယ်။ကြောက်တတာဟုတ်ကြောက်တတာကြီးကိုထိလဲမထိပါဘူး။ဟိုပါပေါ့ပြောရရင်ဖဲ့လဲမဖဲ့ပါဘူး။သူ့ကိုမှီနေတဲ့မုံဦးတွေလက်ရန်လေကားတွေဟုတ်နော်အဲအဲ့လာကြီးကဒီကြောက်တတာကြီးကိုပြင်ရအောင်ဗျ။ပြင်ရဆိုအဲ့ဒီကြောက်တတာကြီးကိုဟုတ် သူကနေပြီးတော့အဲအဲပြီးနေတဲ့ဟာတွေကိုပဲသူကဝေးရောက်အောင်ပယ်ချပလိုက်တာလူဝိဘေကပညာရှင်တွေကတော့အကောင်းဆုံးတော့လုံးပါပါလုံးပါပါဆိုတော့အခုသူတို့ပညာရှင်တွေလည်းရောက်နေကြပါပြီကျန်ကြရဒါကြီးကိုအဲတိုင်းတာတာတွေတော့ပြေပြေကြမကြဆွေးဆွေးတာတွေရေခဏနိုင်ဝင်အဘလောက်ရှိတာတွေပြုတ်ကြနိုင်မပြုတ်ကြနိုင်လေအဲ့လိုမျိုးတွေနဲ့စိတ်မီစက်ကြီးရနေတိုင်းတာပြီးတော့တို့ရောလုံးမကြတယ်အဲ့လောက်ပဲတီးအောင်ပါဗျာကျန်တာကြီးကတော့ပြုတ်ကြဟိုဟာတော့ဖြတ်ချခြင်းမဖြတ်ချခြင်းကတော့ကျွန်တော်လည်းမပြောတတ်သေးဘူးကြီးအဲ့လိုမျိုးကြီးတော်တော်များတော့ဘာမှမလုပ်သေးဘူးပေါ့နော် ကျောက်တက်တာကြီးရဲ့အထက်မှာအထက်မှာသူ့ရဲ့ဟိုပါဒါကျောက်တက်တာဇီးဒီဆိုပြီးတော့မုံဦးကြီးရှိတယ်။ဟုတ်ကဲ့အဲ့မုံဦးရဲ့လက်ရန်လေကားကြီးရဲ့လက်ရန်ကြီးရဲ့သူ့ရဲ့ဟိုပါဇောင်းတန်းလေကားပေါ့ဗျာဇောင်းတန်းလေကားဇောင်းတန်းလေကားကြီးကလည်းအဲ့လိုမျိုးကြီးအချက်လက်ကြီးသူ့ကျောက်တက်တာကြီးကိုမီးနေတာ။ဟုတ်ကဲ့အဲ့ကျောက်တက်တာဇီးဒီဆိုရင်မုံဦးကြီးပေါ့ဗျာကျွန်တော်တို့ဘုန်းကြီးအဝင်တွေလို့မုံဦးကြီးအဲ့မုံမုံဦးကြီးကလည်းပြိုကျပြီးတော့အဲ့ကျောက်တက်တာကြီးပေါ့မီးနေတာ။မီးနေတာဆိုတော့အခုအဲ့လက်ရန်လက်ရန်ကြီးရဲ့လက်ရန်လေကားကြီးရဲ့ အဲ့မဟုတ်ဦးရဲ့ဟိုပဲသူကသူ့ဘောမိတဲ့ဟာတွေပဲသူကဖယ်ရှားချင်းလည်းမလိုက်တာကျောက်တစ်တာစေတီလို့ခေါ်တဲ့ကျောက်တုံးကြီးဟာပေ30ဘက်လေကျော်အချင်းရှိနေပြီးတော့ကျောက်တစ်တာစေတီရဲ့မူလတရက်ကမှပထမအင်းဝါခေမင်းကြီးစွာစော်ခဲ့ဖြစ်ပြီးစေတီတော်ကိုရွှေသားလောင်းတောင်ဆောင်ရှိတစ်တာပုံတဘာဝကျောက်ချက်ကြီးပေါ်မှာတည်ထားခဲ့ရဖြစ်တယ်လို့သိရပါတယ်ကျောက်စင်မြို့မှာရှိနေတဲ့ကျောက်တစ်တာကြီးဟာနမကျော်စာရေးဆရာကြီးမင်းသိန်းကအရှိတာဖော်ပြခဲ့ပူတဲ့မနုစာရေးဝတ္ထုတွေမှာပါဝင်ပြီး မန်နိုဆာယီမင်းသမီးရဲ့လက်ပြကြီးဖွဲ့ထားအရာဖြစ်တယ်လို့အပေါ်တဲ့ယတနာတွေရှိတယ်လို့လည်းလူမှုကွန်ရက်တွေမှာထင်ကြေးပြီးရေးသားဖော်ပြမှုတွေထွက်ပေါ်ခဲ့ပါတယ်။လက်ရှိချိန်မှာကြောက်တတဇေဒီကြီးကိုမဖြိုချမဖြစ်စေလို့ရမယ်။နေလန်းတွေအသုံးပြုပြီးထိမ့်သိမ့်မှုဂျိုးပန်းတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ကြောက်စဲမျိုးဟာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်။အင်အားပြည့်ငလျင်လှုပ်ခတ်မှုကြောင့်မျိုးရဲ့သုံးပုံတစ်ပုံကထိခိုက်ပျက်စီးခဲ့ပြီးအေဗီလာ၃ရက်ကကော လက်ရှိချိန်မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရန်နာလိုက်တယ်လို့ဒေတာကန်တအူကပြောဆိုထားပါတယ်။မလ28ရက်နေ့မှာအင်အားပြင်းငလျင်နဲ့နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်ခဲ့ပြီးနောက်ငလျင်လှုပ်ခတ်မှုတွေရပ်တန့်ခြင်းမရှိသေးပေ။နောက်ဆက်တွဲငလျင်တွေထပ်မံလှုပ်ခတ်နေတဲ့အတွက်ကျောင်းစင်မျိုးတစ်မျိုးလုံးနေပါညာဘက်ဆိုရင်လမ်းမထွက်အိပ်ရမျိုးတွေရှိခဲ့ပါတယ်။ကျောင်းစင်မျိုးမှာငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ဒေတာကန်တွေဟာလျှက်စင်မီမရသေးသလို73စီလိုအပ်ချက်တွေ ညာဘက်အိမ်ယာမှာအဆင်ပြေစေဖို့ရွက်ပြင်တဲတွေလိုအပ်ချက်တွေရှိတယ်လို့သိရပါတယ်။ဒေသခံတွေကကြောက်စဲမျိုးရှိမိမိပိုင်အိမ်တွေမှာနေထိုင်တာမျိုးမရှိသေးပေ။လမ်းဘေးမှာတဲထိုးနေခြင်း၊ဖုန်ကြီးကြောင်တွေမှာယာယီနေထိုင်ရတာမျိုးရှိတယ်လို့သိရပါတယ်။ကြောက်စဲမျိုးမှာအင်အားပြေငလျင်လှုပ်ခတ်မှုသတင်းပတ်တစ်ပတ်ကြာကြာလာခဲ့ပြီးနောက်ဒေသခံတွေကိုအိမ်တွေမှာပြန်လည်နေထိုင်ဖို့တင့်မတင့်စွာကိုဆုံးဖြတ်နိုင်ဖို့ပညာရှင်တွေနဲ့စစ်ဆေးတာတွေလုံဆောင်သွားဖို့ရှိနေတယ်လို့သိရပါတယ်။ ကျောင်းဆင်းမျိုးအတွင်းလှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးလာအိုနဲ့ရုရှားကုမ္ပဏီကယ်ဆယ်အဖွဲ့တွေကဝိုင်ဝန်းကူညီပေးခဲ့ပါတယ်။ကျောင်းတက်တာကြီးကိုဖြိုချဖျက်ဆီးမဲ့အစားကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့တောက်တွေထဲကထိမ့်သိမ်းနိုင်အောင်စီစဉ်ဆောင်ရွက်ဖွယ်ရှိရလို့ဒေသခံတအူက TikTok လူမှုကွန်ရက်ကတီးပေးဖော်ပြထားပါတယ်။ကျောင်းတက်တာစီတီကြီးကိုအရင်က ဖြိုချဖို့စီစဉ်ခဲ့ပေမယ့်လက်ရှိချိန်မှာရက်အကန့်အသတ်မရှိဆိုင်းငံ့လိုက်ခြင်းဟာ ဖျားကြီးရဲ့ဖုံးတကူကြောင့်ဖြစ်တယ်ဆိုပြီးတော့တိတော့လူမှုကွန်ရက်မှာဖျားကြမျိုးတွေလည်းရှိခဲ့ပါရဲ့ရှင်